င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမင်းအရသာတပ်ဖြတ်မှုသတင်းတွေသတင်းတူလို့မင်းအောင်လိုင်းပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီကအရသာတွေကိုတပ်ဖြတ်တဲ့သတင်းတွေအကျဉ်းချပြန့်ပြန့်ဖော်ပြနေကြပြီးမယ်စစ်ကောင်ဆောင်မင်းအောင်လိုင်းကပြည်တွင်းနဲ့နိုင်ငံတကာမီဒီယာတွေဟာအာဏာသိမ်းပြီးနောက်မြန်မာနယ်ပတ်သက်တဲ့အမှန်တရားတွေကိုပုံဖြတ်နေရလို့ဆွဆွဲလိုက်ပါတယ်နေပြည်တော်မှာမလ22ရက်နေ့ကကျင်းပတဲ့2025အလွန်ဗဟုဝင်ရိုးကဘာမှာမြန်မာနိုင်ငံကြုံတွေ့လာမယ့်စိန်ခေါ်မှုနဲ့အခွင့်အလမ်းများတုံးသက်ဆွေးနွေးပွဲမှာမင်းကွန် ်ပြောတဲ့အခါစစ်ကောင်ဆောင်ကတက်ရောက်လာကြတဲ့နိုင်ငံတကာပညာရှင်ကြီးများအနေနဲ့လည်းအခုဆွေးနွေးပွဲကြီးကိုတက်ရောက်လာစဉ်မြန်မာနိုင်ငံရဲ့ပကတိအခြေအနေတွေကိုမျက်ဝါးထင်ထင်တွေ့မြင်ခွင့်ရကြမယ်။သတင်းတူသတင်းမာရီနဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုအမျိုးမျိုးဖြန့်နေကြတဲ့မီဒီယာအတူတွေလွတ်လပ်မှုကင်းတဲ့မီဒီယာတွေကဖော်ဆောင်နေတဲ့မြန်မာပုံရိပ်နဲ့ပညာရှင်ကြီးများရှက်ခုကိုယ်တိုင်ထိတွေ့ ရင်တွေ့ဝင်ရတဲ့မြမပုံရိပ်ကလွန်စွာကွာခြားမှုတွေခြားနားမှုတွေရှိနေတာကိုခံစားကြရလိမ့်မယ်လို့မိမိတို့အနေနဲ့မျှော်လင့်ပါကြောင်းပြောပြပါရယ်အဲဒီဖိုရမ်ကိုနိုင်ငံရေးအပြောင်းလဲနေတူနိုင်ငံတော်ရဲ့အခြေအနေမှန်ကိုကဘာကသိရှိစေပြီးမြန်မာနိုင်ငံပေါ်နားလည်မှုစာနာမှုတွေနဲ့ပူးပေါင်းဆောင်ရွက်လာစေဖို့မဟုတ်မမှန်ဆွဆွဲပြောဆိုမှုတွေကိုတံပြန်ချိန်ပြတ်ပြီးနိုင်ငံပုံရိပ်မြင့်တင်ဖို့ပြန်ကြားရေးဝန်ကြီးဌာနကကျင်းပတာဖြစ်တယ်လို့ဆိုပါရယ် တရုတ်ရုရှားအိန္ဒိယဂျပန်ထိုင်းအီတလီနဲ့နီမောနိုင်ငံတို့ကကျွမ်းကျင်သူတွေနဲ့ပြည်တွင်းပညာရှင်တွေက2025နှစ်အလွန်ပြောင်းလဲလာတဲ့ကမ္ဘာခင်းကျင်းဖြစ်တဲ့ဗဟုဝင်ရိုးကမ္ဘာမှာပေါ်ပေါက်လာမယ့်စိန်ခေါ်မှုတွေနဲ့အခွင့်အလမ်းတွေကိုသိရှိပြီးကြိုတင်ပြင်ဆင်နိုင်မယ့်နည်းလမ်းတွေရရှိစေဖို့အဆွေးနွေးပွဲတက်ရောက်လာတယ်လို့စစ်ကောင်စီမီဒီယာတွေကဖော်ပြပါတယ်။စစ်ကောင်စီဂျက်တိုက်လေယာဉ်တစ်စင်းကရှမ်းပြည်နယ်နောင်ချိုရှိဘုံကြီးကျောင်းတစ်ကျောင်းမှာရှိနေတဲ့စစ်ပီးရှောင်စကန်တခုကိုဘုံလေးလုံးကျင်းချလို့အရသာ၁၄ရောက်တိုက်ဆုံပြေနောက်၅ရက်ကြာမှအဲ့ဒီဖိုရန်ကိုကျင်းပါတာပါ ါအဲ့ဒီအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုကိုပြည်တွင်းပြည်ပသတင်းဌာနတွေကကြေကြေမြတ်မြတ်ဖော်ပြခဲ့တယ်။အဲ့ဒီမတိုင်ခင်နှစ်ရက်ကလည်းမန္တလေးတိုင်းတွင်လူစီကားတဲ့ဈေးတစ်ခုကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတစ်ခုမှာကလေး6ဦးပါဝင်အရက်သား29ဦးတေဆုံးခဲ့တယ်။မလ21ရက်ကကျင်းပတဲ့အဲ့ဒီဖိုရမ်ကအာရခတက်တော်အေးကြီးတက်လာနေတဲ့ဘကိုးတိုင်းပထောင်မြို့နယ်ကညောင်ကျိုးရွာကိုစစ်ကောင်စီကလေကြောင်းကနေအကြီးအကျယ်တိုက်ခိုက်နေချိန်နဲ့တိုက်ဆိုင်နေတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကိုမြန်မာနယ်ပြည်ပမီဒီယာတွေဖော်ပြခဲ့တယ်။ဒါပေမဲ့အကုန်တိမ်ကြုံပြီးလေကြောင်း ောက်တိုက်ခိုက်မှုနဲ့တခြားရက်ဆက်ကြမ်းကြုတ်မှုတွေကသတင်းအတူတွေကိုမင်းအောင်လိုင်ကဖိုရမ်မှာပြောပြပြီးအဲ့ဒီသတင်းတွေဖော်ပြတဲ့မီဒီယာတွေကအတူတွေလို့ပြောတယ်။တယောက်နေတဲ့ပြင်ပပညာရှင်တွေကမြန်မာပြည်သူတွေရဲ့ကံကြမ္မာစိုးကိုကိုယ်တိုင်သွားကြည့်ဖို့ပဋိပက္ခဆောင်တွေကိုမသွားနိုင်လို့အိမ်ရှင်နိုင်ငံနဲ့သဘောထားကွဲဖို့အခြေအနေမရှိဘူး။အဲ့ဒီပညာရှင်စိုးသူတွေရောက်လာတဲ့အချိန်မှာဟိုတယ်တွေကိုအမြန်ခေါ်သွားပြီးနေပြည်တော်ကကျောင်းမြတ်ရတနာပြပွဲပကံနဲ့ရန်ကုန်ကရွှေရကုန်းစီတီတော်တို့ကိုစစ်ကောင်စီစီစဉ်တဲ့ခီးတိုင်းခေါ်သွားပါတယ်။တချို့ကလည်း forum ပြပြီးချင်း သူတို့နိုင်ငံကိုပြန်ကြရင်အဲ့ဒီဖိုရန်ကဖုံးကွယ်မှုလိမ်ညာမှုတွေကိုဖော်ထုတ်တဲ့အတွက်လွတ်လပ်တဲ့မီဒီယာတွေကိုစစ်ကောင်စီရဲ့လွတ်လွတ်လပ်လပ်တိုက်ခိုက်မှုဖြစ်ပါတယ် 2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်မှာစစ်ကောင်စီကအင်တာနက်နဲ့သတင်းလွတ်လပ်ခွင့်တွေကိုဖြိုခွဲပြီးမီဒီယာရုံးတွေကိုဝင်ရောက်စီးနှက်ကသတင်းသမားတွေကိုဖမ်းဆီးထောင်ချပါရယ်လွတ်လပ်တဲ့သတင်းဌာနအများအပြားပြည်ပကိုထွက်ပြေးကြပါရယ်ဒီလိုဖြိုခွဲပြီးမြန်မာအဝေးရောက်မီဒီယာတွေကအရက်သားတွေပေါ်စစ်ကောင်စီရဲ့ရက်ဆက်တန်းကြုံမှုတွေလူမျိုးစုတွေကိုပုံကျင်းမှုတွေရွာတွေကိုမီးရှို့တာတွေအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကြီးမားတဲ့နေရဲဆွန်ခွာမှုတွေစီးပွားရေးကျဆင်းမှုတွေလူခွင့်ရေးချိုးဖောက်မှုတွေအတင်းအကျပ်စစ်သားစုဆောင်မှုတွေနဲ့အတင်းအကျပ် စစ်သားစုဆောင်းတာမခံရအောင်လူငယ်ရီးပြင်ပကိုအလုံးအေးထွက်ပြေးတာတွေဆက်လက်ဖော်ပြနေပါတယ်။အဒီကမြို့ကြီးတွေမှာရာဇဝတ်မှုများပြလာတာစစ်ကောင်စီတွေကအကျင့်ပြတ်ချစားတာလျှက်စစ်မီစိုးစိုးရွာရွာပြတ်တောက်တာနဲ့ကုံစင်းတို့အကြီးအကျယ်မြင့်တက်တာတွေကိုလည်းမီဒီယာတွေကဖော်ပြကြပါတယ်။စစ်ကောင်စီနဲ့သူရဲ့ဝါဒဖြန့်ချီရန်ရာဖြစ်တဲ့ပြန်ကြိုင်းဝင်ကြီးဌာနကဒေါသတကြီးတုံ့ပြန်ပြီးအဝေးရောက်နေနိုင်ငံတကာမီဒီယာကအသတင်းတုနဲ့တိတ်ခါကြအောင်လုပ်တဲ့နည်းတွေတုံးတယ်လို့ဆက်ဆွဲပါတယ်။ဒါပေမဲ့ပြည်ပအဖွဲ့အစည်းတွေကပကတိအခြေအနေကိုဖော်ပြနေ တာကြာပြီဖြစ်ပါတယ်။စစ်အာဏာသိမ်းမှုနောက်မှာအများစုကဒီမိုကရေစီတောင်းဆိုတဲ့ရှက်သားတွေကိုတပ်ဖြတ်ဖို့လက်မညွန်းနေတရားမဝင်စစ်ကောင်စီနဲ့အလုံးမလုံးချင်လို့မြန်မာကသူတို့ရဲ့ရှင်နီးမြုံနယ်မှုတွေကိုရုပ်သိမ်းသွားပါတယ်။စစ်ကောင်စီရဲ့စစ်ရဆွေးမှုတွေနဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကြောင့်ပြည်ပအစိုးရတွေကစီးပွားရေးပိတ်ဆို့အရေးယူမှုတွေလုပ်ပြီးအမေရိကန်ပြည်ထောင်စုနဲ့ဥရောပသမဂ္ဂတို့ကစစ်တပ်အုပ်ချုပ်တဲ့မြန်မာကိုခရီးမသွားဖို့တတိပိချက်တွေထုတ်ပြန်လာပါတယ်။မလ22ရက်ကဖိုရန်ကိုမင်းအောင်လိုင်းကအခုလအစောပိုင်းကရုရှားနဲ့ဘယ်လာရုစ်ကိုတွားရောက်ရင်းနှီးမြှုပ်နှံမှုတွေဖိ င်ခေါ်ပြီးမကြခင်ကျင်းပါတာဖြစ်ပါတယ်။မြန်မာရှင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေဟာယာယီတာဖြစ်တယ်စိတ်ပူစရာမလိုဘူးလို့မော်စကိုမှာစီးပွားရေးလုပ်ငန်းရှင်တွေကိုသူကပြောပါတယ်။အခုဖိုရန်ကအဲ့ဒီစီးပွားရေးတမားတွေရုံချင်မှုရှာအောင်နောက်ဆက်တွဲအပြင်သူအသုံးချချင်တာဖြစ်ပုံရပါတယ်။ ဆက်လက်ပြီးအေယာရီတိုင်းအမြောက်တပ်344အနီးရှိနဂရင်တောင်ချိန်မှာတိုက်ပွဲပြင်းထန်ကစစ်ကောင်စီတပ်ဖွဲ့ဝင်40ခန့်တင်ဆောင်ပြီးအမြောက်တပ်စုမှာ15ဦးထွက်ပြေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အေယာရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းရှိနဂရင်တောင်ချိန်ရှိမှာစစ်ကောင်စီနဲ့အေပါဝင်နဲ့တော်လိုင်းဖူပေါင်းတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်က40ဝန်းကျင်ကတင်ဆောင်ခဲ့ကြောင်းသိရပါတယ်။မလ26ရက်နေ့ညပိုင်းမှာနဂရင်တောင်ချိန်မှာတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်က40ဝန်းကျင်တင်ဆောင်ခဲ့ပြီးအလောင်းတွေကိုရနတာစ စစ်စေးဂိတ်မှာကျုံပြောဘက်ကိုပို့ဆောင်လိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။ကွင်းကောက်ချင်းလဲလဲခုံကြီးအဲ့ဒီယာတွေကတောက်လျှောက်ပုံကျဲခံနေရတယ်။တီရာကုန်းပြင်းနဲ့စည်ရီကန်လာတော့ပုံကျဲခံနေရပြီး340လီရဲ့ကာကင်းစခန်းလေးကူမှလည်းထိတွေ့တိုက်ပွဲတွေရှိတယ်။ အနီးတာကျေးရွာတွေကဆစ်ရှောင်ဖို့ကြိုးစားလို့ရှင်သာသာဂိတ်ကိုယာယီပိတ်ထားတယ်လို့စည်ရေးတရင်အရှင်းမြစ်တွေကတရင်ဌာနကိုပြောပါတယ်။တရားရရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်30ခန်းကိုပသိမ်အခြေဆိုင်အမှတ်လေးစစ်မြေပြင်စစ်တပ်ရဲ့မဆာယာလေးကိုအလင်းအမြန်ပို့ဆောင်ထားကြောင်းပူကြီးစင်ရောထံမှသိရပါတယ်။ မြောက်စမ်းအမြောက်တပ်ကိုဦးတည်လာတဲ့စစ်ရေးအခြေအနေကြောင့်စစ်ကောင်စီကတီရာကုန်းပြင်ကျင်းရွာနီးအေးရိတ်သားတောရတောင်းနီးနဲ့စိန်ကြီးရွာလမ်းကွဲပသိမ်ပုံရွာလမ်းမကြီးပေါ်တို့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်တစုစီကင်းပုံးဝစ်ခိုင်းထားကြောင်းဒေသခံတွေကတီရာပါတယ်စစ်ကောင်စီကမြောက်စမ်းအမြောက်တပ်အနီးနားကျင်းရွာတွေမှာဒေသခံတွေကိုထမင်းတုပ်ပိုခိုင်းနေပြီးမနေ့ကမနက်26ရက်ကတီရာကုန်းပြင်ရွာအနီးတစ်ဝိုက်ကိုတိုက်ခိုက်ရင်ရဟန်ရင်တိုက်လင်းရင်များနဲ့ပုံကျဲတိုက်ခိုက်နေတဲ့အတွက်ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်းတီရာပါတယ်